ခရိုနီတတိကြီးတယောက်နဲ့တွဲနေတဲ့လွင်မိုးသမီးယုံရီလွင်မိုးရဲ့အခြေအနေကိုခိုင်သိမ်းကြည့်ဖို့ပြီးခင်းလေးလိုလူတွေချက်စနိုးနဲ့ခေါ်ချတဲ့ယုံရီလွင်မိုးရဲ့အတွင်းရေးတွေကိုဖော်ထုတ်လိုက်တာကတရုတ်ဆောင်မင်းသမီးခိုင်သိမ်းကြည့်ပါအားလုံးသိကြတဲ့အတိုင်းယုံရီလွင်မိုးပြီးခဲ့တဲ့နှစ်မှာခင်မုန်းတဲ့နယ်ကွာရှင်ပြည်နောင်မြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့တာဖြစ်ပါတယ် မြန်မာနိုင်ငံကိုပြန်ရောက်ပြီးနောက်ပိုင်းမှာတော့ရုံးရီလွေမိုးဟောင်းအနုပညာအလုပ်တွေအထူးသဖြင့်ကြောင်ညာရီများစွာရှိုက်ကူနေရတာပါရုံးရီလွေမိုးဟောင်းငယ်စဉ်ကလေးကချစ်စရာကောင်းပြီးအလားတရားနဲ့ပြည့်စုံနေတဲ့သူမျိုးပြည်သက်တွေကချစ်ခင်အားပေးကြပါတယ် ဒါပေမဲ့ငငယ်ရွေရွေနဲ့အိမ်တောင်ပြုကယောက်ျားယူလိုက်လို့သာစမ်းကြသွားတာပါအခုချိန်မှာတော့အိမ်တောင်ကွာရှင်းလိုက်ပြီးမှပြိတက်တွေကချစ်ခင်အားပေးနေကြတာပါဒါပေမဲ့လေခုလတလုံးမှာရိုးရိလူမိုးဟောင်းခရိုနီထိတ်တန်းတထေးကြီးတယောက်နဲ့တွဲနေရဆိုပြီးတည်င်းနေထွက်လာတာပါဒါကလည်းယူရီလူမှုလုပ်တဲ့မွေးနေ့ပါတီပွဲမှာသူမကိုမျိုးသားတယောက်နဲ့ဖတ်ပြီးဓာတ်ပုံရိုက်ထားတာကိုမြင်လိုက်ရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လေပြည်သက်တွေကယူရီလူမှုကနောက်ရင်နောက်ပြုတော်မှလာဆိုပြီးထင်ကြေးပေးနေကြတာပါ။ ။ဒါပေမဲ့လည်းကုကမှာတော့ခိုင်တန်းကြီးကရုံးရီလူမှုရဲ့အတွင်းရေးတွေကိုဖော်ထုတ်လိုက်ပါပြီ။အနာကတော့ရုံးရီလူမှုနဲ့တွဲရိုက်ထားတာကသူမချစ်သူမဟုတ်ပင်ဒီဇိုင်နာပါလို့ပြောလာတာပါ။ခိုင်တန်းကြီးဟာမင်းသားလူမှုနဲ့ရှင်နီခင်မီတဲ့မိတ်ဆွေမျိုးလေရုံးရီလူမှုကိုလူတွေထင်မလွဲအောင်ကာကွယ်ပေးတာဖြစ်ပါတယ်။